တတိယအချိန်နောက်ဆုံးအောင်ပွဲအချိန်မှာယနေ့ပွဲကြီးရဲ့မတ္တရလူရှင်များဖြစ်ကြတဲ့အလူဒါယကကြီးကုကျော်စွာထက်အလူအမဒေါ်ယူဇနခင်မိသားစုနာဂေတရန်ကုန်ဒီလူရှင်မိသားစုများနဲ့တကွာအားလုံးသောတန်ត្រဆွေတော်မျိုးတော်သာသနာဆွေတော်မျိုးတော်ပဋ္ဌာန်းသက်ယောဂီသူတော်စင်အပေါင်းတို့အားတရားရဖို့ရေအထောက်ပံ့ပေးဖို့ဟောကြားနာကြဖို့ လိုရင်းအချက်ကတရားအမေးအဖြစ်ပါတယ်လေဗျာရှင်း၅ချိန်မှာတရားတွေဟောခဲ့ပြီးတော့ဒီတစ်ခေါက်ကတော့အနေနဲ့အရေးရက်ကအွန်လိုင်းရောမျက်မှောက်မှာရောသိချင်လို့ယောဂီတွေမေးထားတဲ့ဥစ္စာကိုနော်အဲ့ဒီယောဂီတွေကိုဖြေပေးရင်းနဲ့ဒီမှာပါတဲ့ယောဂီတွေရောအလုံးအွန်လိုင်းမှာကြည့်နေကြတဲ့ယောဂီတွေရော အနေနဲ့ရဲရဲကယောဂီတွေအတွက်ဟောကြားပေးမှာကဘာမေးဖြစ်ဒီတရားမေးဖြစ်ကိုမြတ်စွာဘုရားရှင်ဘုရားမြတ်ကြီးရဲ့တရားဟုတရားတို့အပေါင်းဆုံးတရားဓမ္မစကြာတရားကိုအခြေခံပြီးတော့မေးဖြေဟောကြားသွားမှာဖြစ်တဲ့အတွက်ကြောင့်ရှေးဥစွာမြတ်စွာဘုရားရှင်ဘုရားမြတ်ကြီးတရားဟုအဖြစ်ဟောကြားတော်မူသောဓမ္မစကြာပါဠိတော်တွေကပထမဆုံးစာပိုင်းနဲ့ဥစဉ်ကနုတ်ကိုယ်တိုင်း ရေဆက်ဒီကုန်းအပ်သောဓမ္မဆက်ကြလင်္ကာဆောင်ဖို့ကိုတန်မြေအားညီညီညာညာရွတ်ဆိုပူဇော်ကြစေ။အာမင်။အာမင်။ဓမ္မေတွေရောစာယံအာမင်။အာမင်။ and ni sai em ဂီမြာဘေသွားကြမယ်အပြောသွားရမလားအဟုတ်သွားရတကယ်အမထုတ်ဘဲနဲ့ရောက်ပါမလားမိဘန်သွားခြင်းရင်ဘာတွေအထုတ်မလဲဓမ္မစက်ကြာသိခာဝိသုဒ္ဓိဉာဏ်စင်တွေအထုတ်ရမယ်ယောဂီများအခု၂ရက်တွေ့တဲ့နေရာမှာနော် ဥဒ္ဒနောပထမရက်မှာတရား၃ပုဒ်ဟောပြီးတယ်ဒုတိယရက်မှာ၂ပုဒ်ဟောပြီးအခုတတိယအချိန်မှာတော့အမေးအဖြေကိုအခြေခံပြီးတော့ဟောကြားပေးသွားနှစ်ရက်လောက်အသင့်အတင့်တော့ဉာဏ်လေးပွင့်ပြီးတော့ကျင့်ဖို့အတွက်လေအထောက်ပံ့မဖြစ်ဘူးလားဖြစ်ပါတယ်ပို့ပြီးတော့အထောက်ပံ့ဖြစ်ချင်ပို့ပြီးတော့အချောတက်ချင်တော့ပြော ပြောခဲ့တယ်เนาะဘယ်လိုက်ခဲ့15မိုင်ရိတ်တာလိုက်ခဲ့ဗျာเนาะတရင်ကျစကန်းနေရှိတယ်နှစ်ဦးစကန်းနေရှိတယ်တကြံစကန်းနေရှိတယ်အဲ့ဒီဒီမှာချောသက်လိုက်ပြီးတော့အားထုတ်လို့ရတယ်ဒီနာအနီးနာမှာပဲကိုအိုးမကွာ အိမ်မကွာလေးအာထုတ်ခြင်းတယ်ဆိုရင်တော့အခုအခွင့်အရေးတစ်ခုထပ်ပြီးတော့ပေါ်လာတာကအခုမနက်က 20ရက်ကွက်ကတချို့ယောဂီတွေကသူတို့20ရက်ကွက်မှာလဲဟောပေးပါအောင်ဆိုလို့20ရက်ကွက်ဓမ္မယုံမှာလဲတချိန်ဟောဖို့ရှိပါတယ်အဲ့ဒီဘွဲကိုဟောတဲ့အခါကျရင်တော့ဘွဲစီစဉ်တဲ့သူတွေကဒီဓမ္မယုံကဘွဲနဲ့မတိုက်အောင်စီစဉ်ရဖို့လိုတာပေါ့နော်အဲ့ဒါမှတချို့လဲလာပြီးတော့နားကျင်နဲ့အာထုတ်ခြင်းနဲ့ဆိုရင်အဆင်ပြေအောင်ဒါမို့ဆိုရင်ဒီဓမ္မယုံကရက်နဲ့သွားတိုက်နေကြတော့ဟောဘက်ဒီဘက်သွားဖို့ခက်တာပေါ့ ဒါကြောင့်မလို့အဲ့ဒီပွဲကိုရက်ပေးတဲ့ခါကျရင်ဥစဉ်ဟာဒီကဓမ္မယုံကရက်ရှိမရှိဆိုတာကိုမေးပြီးသွားတော့မှဒီဓမ္မယုံကရက်မရှိပုံမှန်ပေါ့အကျိုးတော်ကြီးနေမနေ့ကပြောတာတလမှာနှစ်ကြိမ်ပုံမှန်ရှိတယ်လို့ပြောတယ်နော်အစာပိုင်းမှာတစ်ကြိမ်နဲ့အဲခေါင်းနဲ့20ရက်ကျော်မှာတစ်ကြိမ်ရှိတယ်ပေါ့နော်အဲကြောင့်မလို့ဒီဓမ္မယုံကပုံမှန်ကျင်းပနေကြအဲ့ဒီရက်တွေနဲ့မတိုက်အောင်စီစဉ်ဖို့များပါတယ်20ရက်ကွက်သိနော်ဒီနားလေးမှာ ။ဟာလေဓမ္မယုံမိဘရိတ်ဆိုတာ။အဲ့ဒါအဲ့ဒီဓမ္မယုံကလည်းပဋ္ဌာန်းဆက်ပဲ။ဒီဓမ္မယုံကလည်းဥစဉ်ကဟိုတရားပွဲတွေခစ်တယ်ကကလေးတရားဟောတယ်။အခုတော့လက်တွေ့ကျင့်စဉ်တရား။အဲ့ဒီမိဘရိတ်ဓမ္မယုံကလည်းအရင်တုန်းကကလေးတရားဟောဘူးတယ်။အခုတော့ဒါတကယ်လူကြီးတရားကျင့်စဉ်တရားတွေလာတော့မှာ။အချိန်တိုင်းပြောင်းလဲနေတဲ့သဘာဝပေါ့နော်။ကဲဒီနေ့မှာ အနေနဲ့ရဲရက်ကတည်ကျင်နေတဲ့ယောဂီများမေကွန်လေးတွေကိုဒါဥဒင်းတို့အနစ်ချုပ်ပြီးတော့ဖြေချပေးမယ်။ပရမတ္တကုမေးတဲ့မေကွန်ကတီလာကျင့်စဉ်အောင်ရင်တဲ့ကြောက်ရွံ့ကြီးလို့ဘလို့ဖြစ်သွားတာလဲ။ဟောသူကဒါတည်ကျင်တာပေါ့နော်။သူကဒီလိုတီလာကျင့်စဉ်အောင်ရင်သူကကျင့်စဉ်နေအားလုံးကိုဥဒင်းတို့နှစ်ခုမြောက်တရားတော်မှာပြောခဲ့တယ်တရားမှတ်ကြ ဩဒါယူတော့တော့ဘာမှတ်ကြောင်းဒီတရားတခုဟာအပေါ်ရမဟုတ်ဘူးသူကရွှေတခုဆိုလဲဒီရွှေဒီစစ်လားမစစ်လားဘလောက်တန်လဲမတန်လဲသိဖို့မလိုဘူးလားမဟုတ်ပါဘူးအဲကိုယ်ကရွှေတူကြီးသွားဝင်ကိုဒုက္ခရောက်မယ်လေအဲ့ဒါကြောင့်မလို့ဒီရွှေဒီအတူလားစစ်လားဘလောက်တန်လဲဒါကိုခွဲခြားနားလည်မှရွှေကောင်းကောင်းရမယ်ပေါ့အဲ့ဒီအတိုင်းပဲမြတ်တော်ဗျာရဲ့တရားတွေအကြီးချုပ်ရင်သုံးခုရှိမယ် အစွန်း၅ပါးမဂ်ရှင်ပါးသစ္စာ၄ပါးဘယ်နှမျိုးအဲ့ဒီရထဲတဲကလက်တွေ့အလဲကောင်းမှအများဆုံးရှောက်ရမှာကပါလေမဂ်ရှင်ပါးမဂ်ရှင်ပါးကိုအုပ်စုဖွဲ့လိုက်တော့သီလကျင့်စဉ်တမာတိကျင့်စဉ်ပညာကျင့်စဉ်လို့ပင်မကျင့်စဉ်ဤသုံးခုဖြစ်သွားတယ်ဒါဆိုရင် တောင်းတကုံတွေကငါတို့ဒီတီလာကျင့်စဉ်အောင်ပြီလားတမာတိကျင့်စဉ်အောင်ပြီလားပညာကျင့်စဉ်အောင်ပြီလားအဲ့ဒါကိုသိဖို့မှတ်ချက်တင်ဖို့မလိုဘူးလားအဲ့ဒါကိုဦးဇင်းတို့စာပေမှာမှတ်ချက်တင်တာကတော့တီလီနာဝီတိတ်ကမဘာဟာနံတီလာကျင့်စဉ်အောင်ရင်ဝီတိတ်ကမကိလေသာပယ်တယ်ဘာကိလေသာအဲ့ဒီဝီတိတ်ကမဆိုတာဘာပြောတာလဲဆိုရင် ဝိတိတ်ကမောတိကာယဝါစာနံဝိတိတ်ကမောဝိတိတ်ကမဆိုတဲ့စကားလုံးအသုံးလုံးဟာတဲ့ကိုနှုတ်တဲ့ကိုနှုတ်နဲ့လွန်ကျူးတာကိုခေါ်တာပါဟောဟောဟောဓမ္မရကိတာတိသဘောပေါက်သွားပြီဝိတိတ်ကမဆိုတာဘာပြောတာလဲအဲဒါဆိုတော့ဝိတိတ်ကမကိလေသာပယ်တယ်ဆိုတာကိုနှုတ်ကိလေသာပယ်တာကိုပြောတာဒါတို့တချို့ကသဘောမပေါက်တော့ကိုကြီးကဘယ်လိုကိလေသာရှိတာလဲဆိုတော့ကိုမှာ ိုနဲ့ပတ်သက်တဲ့ကိလေသာရှိတယ်ဆိုတာလည်းသူတို့မသိတာဒါဆိုတော့စာပေမှာလာတာကတိလေနာဘာကိုပယ်ရမလဲဝိတိတ်ကမကိလေသာပယ်ရမလဲဝိတိတ်ကမကိလေသာဆိုတာဘာပြောတာလဲကိုနှုတ်ကိလေသာကိုပြောတာသဘောရှင်းတယ်နော်ဒါကြောင့်ဦးဇင်းတို့ကမှတ်ချက်တင်လိုက်တယ်တိလာခြင်းစဉ်အောင်ရင်ကိုနှုတ်ကိလေသာပယ်မယ်ချုပ်မယ်လို့ဟောကျောင်းတကာရေးဦးရအောင်မြင်နေနော်ဒါကတိလာခြင်းစဉ်ရမှတ်ကြောက်နောက်တစ်ခုတ် တမာဒီနာပရိယုဋ္ဌာနမဟာနံတဲ့ပရိယုဋ္ဌာနဆိုတာကစိတ်ထဲမှာတောင်းကျမ်းထကြွလာတာကိုပရိယုဋ္ဌာနလို့ခေါ်တယ်။ဒါကြောင့်မလို့ပရိယုဋ္ဌာနကိလေသာဆိုတာစိတ်ကိလေသာပါကိလေသာစိတ်ကိလေသာအဲ့တော့တမာဒီနာပရိယုဋ္ဌာနပဟာနံဆိုတမာဒီကျင့်စဉ်ကမြန်မာလိုမှတ်လိုက်တော့ဘာကျင့်စဉ်အဲစိတ်ကျင့်စဉ်အောင်ပြီးတော့စိတ်ကိလေသာပယ်သွားတာနောက်တစ်ခု ပညာယအနုတယပဟနံတဲ့ပညာယပညာချင်းစင်အောင်ရင်အနုတယပဟနံအနုတယကိလေသာကိုပယ်တယ်အနုတယဆိုတာမြန်မာလိုပြန်ရင်အနုအနုသေတီတီအနုတယောဆိုတာဟုတ်အတွင်းထဲမှာဂိမ့်နေတဲ့ကိလေသာကိုပြောတာဟုတ်ဒါကြောင့်ဦးဇင်းတို့ကခေတ်စကားလေးနဲ့ပြောတယ်ပညာချင်းစင်အောင်ရင်အတွင်းဂိမ့်ကိလေသာပယ်တယ် ိလေနဝိတိတ်ကမဘာဟနံသမာဓိနာပရိယုတ်ဌာနဘာဟနံပညာယအနုတယဘာဟနံဟောမှတ်ကြောက်ကြည့်မနခုသဘောရှင်းရဒါပဲဒါမှတ်ကြောက်အဲအဲ့ဒီအထဲထဲမှာသီလကျင့်စဉ်ကကိုနှုတ်ကိလေသာလဲပယ်လဲပယ်လိုက်ကောဥဒ္ဓနရဲ့ခန္ဓာကိုယ်ကြီးကိုအဲ့ဒီကိလေသာအလုလာမလုတော့ကိလေသာအလုလာမလုတော့တာပေါ့ကိလေသာအလုလာမလုတော့ဥပမာပေးတယ်ပါဥပမာ ရုပ်သေးစရာရုပ်သေးစရာကနဲ့ရင်ရုပ်သေးလေးပါဖြစ်ရုပ်သေးစရာက မလှုပ်တော့ရင်အဲ့ဒီအတိုင်းပဲလေကိုကိလေသာကမလှုပ်မနဲ့တော့ခန္ဓာကိုယ်ကြီးကလှုပ်လှုပ်ရောရောမရှိတော့ဒါတမျိုးလေးဥပမာနဲ့ပြောနောက်တမျိုးပြောတယ်ဒီမှာသီလ၄မျိုးထဲမှာအိန္ဒြိယတံဝရသီလအိန္ဒြေထိန်းတဲ့သီလဘာသီလအိန္ဒြေ အစပိုင်းကထိန်းတယ်နောက်ပိုင်းတော့ဗာလဲငိမ့်သွားတယ်အစပိုင်းကဗာလဲငိမ့်နောက်ပိုင်းကျတော့ငိမ့်ပါအိန္ဒြေဘယ်နှမျိုး6မျိုးမျက်စိနားနှာခေါင်းရှာကိုယ်စိတ်ဘယ်နှမျိုးအဲ့ဒီ6မျိုးထဲမှာစိတ်ကိုကြတော့ဒီတမာတိကျင့်စဉ်ရောက်မှာအောင်ပါအရှိယအိန္ဒြေ၅ပါးကိုကြတော့ဗာလဲသီလကျင့်စဉ်မှာအောင်ပြီးတော့ချိတ်ဆိုတကားပိတ်သွားတာ ိန္ဒြေလုံသွားတာပေါ့အိန္ဒြေလုံနေဆိုတာဘာပြောတာလဲမျက်စိကလည်းလှုပ်လှုပ်ရွာရွာမရှိတော့ဘူးခန္ဓာကိုယ်ကြီးကလည်းလှုပ်လှုပ်ရွာရွာမရှိတော့ဘူးတောင်ဖို့ဥပမာပေးလိုက်တော့တကားကြီးဘယ်နှပေါက်ပိတ်တာအဲ့ဒီ၅ပေါက်နဲ့တိလားကျင့်စဉ်နဲ့ပိတ်ချလိုက်တော့မှမြိတ်ငလဲနေပြီးတော့ခန္ဓာကိုယ်ကကြောင်ရုပ်ကြီးလို့အဲ့လိုညင်ကြသွားတော့မှစိတ်ဆိုတဲ့တကားပေါက်တစ်ပေါက်မှာကိလေသာဖွကြည့်ကိုဖမ်းရတာ အပေါက်ကြီး၅ပေါက်ပွင့်နေဖမ်းဖို့လွယ်ပါဒါကြောင့်သီလေပဋိဌာယနရောတပညောတဲ့သီလမှတီပြီးတော့မှအနောက်ကဖုတ်တိဖုတ်ကိုဆက်ပြီးတော့ဖမ်းမယ်ပေါ့တမာတိကျင့်စဉ်နေပညာကျင့်စဉ်နေဆက်ကျင့်ရမယ်ဆိုတာကအဲ့ဒီသီလကျင့်စဉ်နဲ့မျက်စိနာနာလျှာကိုဆိုတဲ့တကားပေါက်ကြီး၅ပေါက်ကိုပိတ်သွားညိတ်သွားလှုပ်ချလိုက်ရခန္ဓာကိုယ်ကြီးမှမငြိမ်ရင်စိတ်ကငြိမ်ဖို့လွယ်ပါစိတ်ကလေးသာသေးဖို့လည်းလွယ်ပါ ။ဒါကြောင့်ခန္ဓာကိုယ်ကြီးကိုဗာလဲလေငြိမ်ကြသွားအောင်ဗာလဲတကားပိတ်သွားအောင်လှုပ်လိုက်တာ။အဲ့ဒီလိုလှုပ်လိုက်တဲ့အတွက်ကြောင့်အဲ့ဒီယောဂီကလှုပ်ချင်ရွာချင်စိတ်သိမရှိတော့သူ့ကိုယ်သူပြန်သုံးသက်ကြည့်ရင်အော်ငါလှုပ်ဖို့ရွာဖို့ခတ်နေတာကြောင်ရုပ်ကြီးလိုဖြစ်နေပါလားအဲသူကအဲ့ဒီလိုကိုတွေးပစ္စတံဝေဒီတဘောပြောကြည့် အဲ့ဒါကိုဦးစင်းကတင်စားပြီးတော့ပြောတယ်ဘာယုံကြည်လို့သဘောရှင်းရနောက်တစ်ခုဦးစင်းတို့စာပေတွေမှာရှိတယ်စာပေတွေမှာကကြတော့သူကဒီအောက်ကပင်ကိုကရှိတာကဦးစင်းတို့စိတ်ကဘဝင်စိတ်အဲ့ဒီဘဝင်စိတ်ရဲ့အပေါ်မှာလာပြီးတော့လှုပ်လှုပ်ရွားရွားလှုပ်တာကဧည့်သည်စိတ်တွေပင်မကဘဝင်စိတ်အပေါ်မှာလှုပ်လှုပ်လို့ရွာရွာလာလှုပ်တာကဧည့်သည်စိတ် အဲ့ဒီလှုပ်လှုပ်ရောရောလာလှုပ်တဲ့အခုနဧည့်သည်စိတ်ကိုဖယ်လဲဖယ်ထုတ်လိုက်ကောပင်ကိုကြံတာကဗာလဲဘဝင်စိတ်အကြံမြင့်မော့တကယ်အစင်းမြင့်သွားရင်တော့ဘဝင်စိတ်ပဲကြံတော့တယ်အစင်းမမြင့်တာတော့မှအပေါ်ကလှုပ်လှုပ်ရောရောဗာဒီလဲစိတ်တွေကနဲသွားတာနဲသွားတော့ဘဝင်အားများသွားတယ်အပေါ်ကဗာဒီလဲဧည့်သည်စိတ်ကြီးတွေကအားနဲသွားအဲ့ဒီလိုအားနဲသွားတော့ဧည့်သည်စိတ်ကြီးတွေကအလုံးလုံးတာအားနဲသွားတော့သူက နိရောဓဟတန္တဘာဝေနအပေါ်အဲ့တဲ့ကအလုံးလုံးတာနဲသွားတော့ပရိဒုဗလတော်တဲ့အဲ့ဒီစိတ်ကလှုပ်ဖို့ရောဖို့အာနေသွားတာအဲ့ဒီလိုအာနေသွားတော့ဘလို့ဖြစ်သွားလဲဆိုခန္ဓာနိတရီလာဝါယောဝနခန္ဓာကိုအစိတ်အပိုင်းကြီးကနိစ္စလဘာဝေနတ္ထနဲနဲ့ကြောက်ရွံ့ကြီးလို့မလုံးမဆက်ဖြစ်သွားတာယောဂီများဘာကြောင့်ကြောက်ရွံ့ကြီးလို့ဖြစ်သွားလဲဆိုတာသဘောရှင်းပြီလား ကိုသူတို့30နဲ့ပြောသွားတယ်နော်အဲဥပမာဥပမာ3မျိုးနဲ့ပြောသွားတယ်နောက်ဆုံးတော့စာပေအထောက်ထားနဲ့ပြောပါတယ်ဗျာနောက်တစ်ချက်ဘယ် US စိတ်ကြော်ကျင်းစင်ဆိုတာဘလို့လဲဟောဒါတချို့ရရင်မသိဒီလိုဒီလိုဖြစ်ပေါ်ပါဒီတောင်တကုန်နေဘက်ကနော်အားထုတ်တာဥမာဥမာမောင်လို့ဓမ္မကြီးတော်ရေးတယ်အဲ့မှာဦးစင်းကဟိုမှာကဗိမ့်မိန်ကြီးနဲ့မှာအေယာကွန်နဲ့ကျောင်းသားကြီးဦးရအောင်ကျောင်းသားကြီးတော်မြင့်မြင့်ဦးတို့လူထားတဲ့3-4000ကျော်လောက်ဗိမ့်မိန်ကြီးနဲ့မှာအေယာကွန်နေနဲ့ဇိန်နဲ့လဲအားထုတ်လို့ရတယ် ဩရဂရတံဝေဒနိယလေးဌာနမှာဖျားဆွမ်းအနဲ့လည်းအာထုတ်လို့ရ။နောက်ကြောင့်ဥသိယသစ်ပင်တွေကိုပလန်နဲ့စနစ်တကျဆယ်ပေကြားတပင်စိုက်ထားတော့သစ်ပင်အောက်တွေပါလေတရားအထုတ်လို့ရတယ်။ဘယ်နှမျိုးနဲ့အာထုတ်။အဲ့ဒါသစ်ပင်အောက်တွေမှာအာထုတ်ရင်တော့ဒီနာသစ်ပင်လေးတွေအတူတူပဲပထန်းဆက်ခြင်းမတူဘူး။တချို့ယောဂီတွေကိုကြတော့ပရွေးစိတ်တွေကထွက်လာပြီးတော့စာမိုးဝဲစစ်တယ်ဓမ္မစာမိုးဝဲဘာစာမိုးဝဲအဲ့ဒါစာမိုးဝဲစစ်တော့ ယောဂီတိုင်းကိုမကြိုက်ဘူးနော်တရုတ်ပွဲရဲ့စိတ်တွေအာတချို့အာသူပဋ္ဌာန်းဆက်ယောဂီကိုမှထွက်ကြိုက်တယ်အဲ့လိုကြိုက်တဲ့အချိန်မှာအဲ့ဒါယောဂီတွေကသူတရားသူမှတ်နေတော့စောင်းရှူစောင်းစောင်းရှူစောတော့ပွင့်ရဲစိတ်ကြိုက်တာလေသူကထဲမထွက်တော့ဘူးအဲ့လိုထဲမထွက်တော့အဲ့မှာယုံသမားတွေကနေပြီးတော့ရိုက်ထားတာပွင့်ရဲစိတ်တွေအဲ့မှာဟိုရာတရားမပေါဘူးအဲ့လိုပွင့်ရဲစိတ်တွေအုံခဲနေပွင့်ရဲစိတ်အနီးတွေယောဂီတွေဒီတိုင်းထိုင်နေတဲ့အချိန်ဆိုရင်၃၄ကောင်တော့ကြိုက်ခိုင်းတော့လွယ်ပါ့ ။ဟိုမှာယာချီကြိုက်တာလေ तू ကသူ့ဘာသာသူစောင်းရှူစွန့်လွတ်နေတော့ပယွဲစိတ်ကြိုက်တာလေဆိုတော့ဂယုမဆိုင်။အခုနပြောခဲ့တယ်လေ။အဲပါလေ။ဟိုဖယားလောင်းငကားမင်းကြီးကိုဘာရင်းနဲ့တို့စူးညွန်နေနဲ့တို့လှန်နေနဲ့တို့တာဖယားလောင်းကဂယုဆိုင်လား။ဘာပြုတ်ထားဥပိ္ပခာပြုတ်တာအဲ့ဒီအတိုင်းပဲအဲ့ဒီမှာဥဒင်းတို့ရဲ့ယောဂီကအဲ့လိုပြုတ်ထားတာကိုယုံသမားတွေကသူများတွေသရာတရားတက်အောင်ဆိုပြီးတော့တင်လိုက်တာ ။အဲအဲ့ဒါကိုပယောစိတ်ကြော်တယ်ဆိုတော့ဘလို့လေဒါကိုပြောတာ။နော်။နောက်တစ်ခုကစိတ်ကိုတဲ့ကိုယ့်ရဲ့အရှိမထားပြီးတော့ရှုလို့ရလား။ဟောဒါကဒီလိုအခုပထမနေ့ကမာတိအလူရှင်ကြီးကျောင်းမကြီးဒေါ်အေးတန်းရဲ့တာကိုကောင်းမြတ်သိသူတခါမှတရားထိုင်နေတယ်9နှစ်ဟဲ့9နှစ်ကြီးကျော်ဆန်ချိန်ထိုင်နေအဲ့လိုထိုင်နေတဲ့အချိန်မှာဦးသင်းကနေပြီးတော့သူ့ကိုသူကစိတ်ရှုွက်ရှုပုံရှုနည်းလေးသင်ပေး အဲ့ဒါကို စိတ်ရှုပုံရှုနည်းတွေဟာမျိုးမျိုးရှိသူ့ကိုတင်တာကတော့ဥစဉ်ဟာစိတ်လေးကိုအရှင်းနာလေးတပေနှစ်ပေလောက်မှထားပြီးတော့အဲ့ဒီလိုရှုရင်လည်းရတယ်လို့ဥစဉ်ဟာပြောတာတကယ်တော့စိတ်ကိုရှုတာတွေကရှုွက်တွေကအမျိုးမျိုးရှိတယ်တချို့ယောဂီတွေဆိုသိတယ် Spiderman ရှုွက်ဘာရှုွက်လဲ Spiderman ဘာပြောတာ Spiderman ဟဲ့မင်းကူကအလဲကောင်းမှအထိုင်ချတယ် ပိုးပေါင်းတွင်သွားစားတယ်ပြီးရင်ပဲပြန်လာအဲအဲ့ဒီအတိုင်းပဲတချို့စိတ်ရှုွက်ကိုတနေရာမှာအထိုင်ချလိုက်တချို့ဆိုရင်မြေကြီးကိုရှုရင်မြေကြီးမှာအထိုင်ချတယ်ရေဆိုရင်ရေမှာအထိုင်ချတယ်နေဆိုရင်နေမှာအထိုင်ချတယ်တဲ့လိုထိုင်ချလို့မရဘူးလားအဲတခုခုပေါ့ကိုကြိုက်တဲ့တနေရာရာမှာစိတ်ဆိုတာကြိုက်တဲ့နေရာမှာအထိုင်ချလိုက်လို့ရချပြီးတော့အဲ့ဒီနေရာမှာပင့်ကူကြီးလို့အထိုင်ချပြီးတော့ရှုတယ်စိတ်ပြန့်သွားတယ်ပြန့်လဲပါလဲ ဒီမှာပဲပြန်ရှုတယ်ပြန်သွားလဲပြန်ရှုတယ်အဲ့ဒါဘာရှုွက်အဲပင့်ကိုစပိုင်ဒါမန်ရှုွက်နောက်တဲ့ရှုွက်ရှိသေးတယ် तू ကဇက်ပွဲရှုွက် तू ကကြတော့အဲ့ဒီလိုတနေရာထဲမှာအထိုင်မချဘူးစိတ်လေးဘာပေါ်လာလဲပေါ်လာတဲ့အတိုင်းလေးပဲလိုက်ရှုတာစိတ်ကိုတနေရာထဲမှာမထားဘူးဇက်သမားတွေလို့ပေါ့ကဲဒီဇက်သမားကြီးကိုဟိုဟာကပါဒီဟာကပါသွားပြောစရာလို့လား သူကကျင်နာကကိုကဘာလို့ဖို့ထိုင်ကြည့်နေဖို့အလုံးထို့သူပဲစိတ်ဇက်ဆရာကြီးကကြိုက်တာကစိတ်ဇက်မင်းသားကြီးကြိုက်တာကကနေတဲ့အတိုင်းကိုဗာလဲလိုက်ကြည့်နေတာအဲ့ဒါစိတ်ဇက်ပွဲရှိကွက်ဆိုတာတွေအမျိုးမျိုးစိတ်ရှိကွက်တွေရှိပါတယ်ဒါကြောင့်မလို့စိတ်ကိုအရှိမထားရှုလို့ရလားဆိုရင်ရှုလို့ရပါတယ်မြတ်စွာဘုရားကစိတ်ကိုအစ္စတံဝဘိဒံဝ အတွင်းစိတ်ကိုအတွင်းအတိုင်းပဲရှုလို့လည်းရတယ်ဗိဒံဝါဗာလဲအပြင်မြေကြီးတို့ရေတို့ဗာလဲနေတို့ကောင်းငင်တို့စသည်ဗာလဲထားပြီးတော့ရှုလို့မရဘူးလားရှုပါဒါကြောင့်မလို့ကိုယ့်ရဲ့အရှိတပေခွဲနှစ်ပေမှလည်းထားပြီးတော့ရှုလို့ရပါတယ်လို့ဒါအားလုံးသောယောဂီများရှုတတ်အောင်ပါဦးဇင်းတို့အမေးဖြေလေး၃ခုဒါဟောကြားပေးခြင်းဖြစ်ပါတယ်နော်အဲနောက်ပိုင်းကျတော့ဒါဦးဇင်းတို့ပဋ္ဌာန်းဆက်ရှိရင်ဆက်ပြီးတော့ကြုံရသေးတာပေါ့နော်ကဲအားလုံးသောယောဂီများ အခုဦးဇင်းတို့နှစ်ရက်တာဟောကြားပေးတဲ့တရားဤစနစ်ပြကို စာတွေ့တယ်မကဘဲနဲ့လက်တွေ့အထိပေါင်းမြောက်အောင်ကြိုးစားအထောက်နိုင်ကြလေကုန်ရသတည်းအော်မဲနိုင်ပါဟဲဟုတ်ပြီမနေ့ကဟိုးနောက်ကယောဂီပေါက်တယ် Sydney 1, Haube.